အားလုံးမင်္ဂလာပါခင်ဗျာမင်းခမ်းပေါင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တင်ပြပေးနေတာကတော့ geopolitics အရမန်အဖွဲ့ရေးသားထားတဲ့ကရင်ပြည်နယ်ဆက်ကကြားပြန့်ပြဿနာကိုတရုတ်မြန်မာနဲ့ KNA တို့ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတော့ဆောင်းပါးရှည်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီဆောင်းပါးလေးကိုမတင်ပြမိမှာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့ဒီပဲမြစ်တာရက်ခံပန်ကြအပ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့စတင်လိုက်ကြရအောင်ခင်ဗျာမြန်မာနိုင်ငံမြောက်ပိုင်းကကြားဖြန့်ငွေလိန်လုပ်ငန်း2024ခုနှစ်နိုဝင်ဘာလ19ရက်မှာတန်ရမြို့ထဲနေရာဝင်ယူထားတဲ့ဝတ်တကတန်ရမြို့ထဲကကြားဖြန့်လုပ်ကိုင်းသူတထောင်ကျော်တရုတ်နိုင်ငံသား962ဦးမြန်မာနိုင်ငံသား300ဝန်းကျင်ကိုဖမ်းဆီးပြီးတရုတ်နိုင်ငံသားတွေကို တရုတ်ဘက်ကို လွှဲပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ရှမ်းမြောက်မှာ ကြားဖြန့် နှိမ်နှင်းနိုင်ပြီလို့တရုတ်ပြည်သူလုံခြုံရေးဌာနကထုတ်ပြန်လာပါတယ်။တကယ်တော့ကြားပြန်လုပ်ငန်းတွေစတင်တရေတီတာတရုတ်နိုင်ငံသားတွေကို ပြစ်မှတ်ထားပြီးတရုတ်နိုင်ငံသားတွေကို ပြန်လိန်ခိုင်းတာ no more bad လို့ရုပ်ရှင်တွေရိုက်ကူးပြီးလှုပ်ဇော်တာ လောက်ကိုင်းဦးမီးလျှောက်ချမ်းရဲ့ကြားပြန်ယုံတွေဝမြုံနှံထားတဲ့တရုတ်ထောက်လန်းရေးတွေကိုပြစ်သက်ပြီးနာဆန်ကကို တရုတ်အစိုးရအမျက်ရှောက်အောင်လုပ်တာ တဆယ်နှစ်ခွန်ကို အချိန်ငယ်ဖော်ဆောင်တာတွေအလုံးဟာတရုတ်မြန်မာ သွေးခွဲရေးဖော်ဆောင်တဲ့နောက်ွယ်ကဆရာကြီးတွေရဲ့မာစတာပလန်ဖြစ်ကြောင်းရခင်ကပူပေါင်းများစွာနဲ့ကျွန်တော်တို့ရှင်းပြခဲ့ပြီးပါပြီမြန်မာနိုင်ငံတွင်းစီရင်မျက်နှာစာလက်ရှိမှာတဆယ်နှစ်ခွန်လှိုင်းနှလိုင်းရဲ့အရှိန်ကြောင့်လာရှုအပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းကအဓိကကျတဲ့မြို့တွေကို MNDAA အဖွဲ့ကသိမ်းပိုက်ထားပါတယ် အခုလ16ရက်ကစပြီး NASA ကနဲ့ MNDAA ကြားပေးခြင်းမှာဒုတိယအကြိမ်ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနှစ်ဖက်အပြည့်ရဲ့သဘောတူခဲ့ကြောင်းဇန်နဝါရီလ20ရက်မှာတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမော်နင်းကသတင်းစာရှင်းလင်းပွဲမှာကြေညာခဲ့ပါတယ်တရုတ်ဘက်ကပိတ်ထားတဲ့ချင်းချွေရောလောက်ကင်ဂိတ်တွေဝါထဲကဂိတ်တွေပြန်ဖွင့်ပေးလိုက်ပါတယ် DNL ကလည်းဘလောင်ကိုပိုင်အုပ်ချုပ်ရေးဒေသအပြင်ရှမ်းမြောက်ကကြံမြို့နယ်အကုန်လုံးအပြင်မန္တလေးတိုင်းမိုးကုံမြို့ကိုပါသိမ်းပိုက်ထားပြီးဇန်နဝါရီလ12ရက်မှာကြာရောက်တဲ့60နှစ်မြောက်အထိမ်းအမှတ်နေ့မှာနာဆာငါကိုအပြီးအပိုင် ခြေမုံသွားမယ်လို့ဆိုလာပါတယ်။ကချင်ပြည်နယ်မှာတော့ KIA ကမဘိန်းမြို့လလွယ်ကျေဒေါ့ဖုံရန်မြို့သစ်စင်ဘူအင်ဂျင်ရန် ဆွမ်ဘရာဘွန်စရုံချီပွေဆော့လော်ပန်ဝါကံပိုက်ဒီမန်စီစတဲ့မြို့ဆလင်းမြို့ကိုသိမ်းထားပြီးလက်ရှိမှာဗမော်ကို ထိုးစစ်ဆင်နေပါတယ်။ရခိုင်ပြည်နယ်မှာတော့နတ်နေကိုင်းဖြစ်တဲ့စစ်တွေကြောက်ဖြူကလွဲ့ရင် ရခိုင်ပြည်နယ်တစ်ခုလုံးကိုအေအေအဖွဲ့ကသိမ်းပိုက်ထားပြီးအေယံဝရီတိုင်းမကွေးတိုင်းအဆက်ထိစိုးမိုးနိုင်ဖို့လှုပ်ဆောင်လျက်ရှိတဲ့အခြေအနေဖြစ်ပါတယ်။ ချင်းပြည်နယ်မှာလည်းချင်းလက်နက်ကိုင်ပူပေါင်းအဖွဲ့ကမင်းတပ်နဲ့ကံပက်လက်မျိုးတွေကိုသိမ်းပိုက်ထားပြီးအရှိုချင်း ABDF အဖွဲ့ဆိုရင်ငပဲအထိရောက်ရှိလာပြီးအမ်ဘက်ကဆုတ်လာတဲ့တပ်ဖွဲ့တွေကိုကြားဖြတ်တိုက်ခိုက်မှုတွေဆောင်ရွက်လျက်ရှိပါတယ်။နာဆန်ကကိုစန့်ကျင်နေကြတဲ့လက်နက်ကိုင်အဖွဲ့အားလုံးဟာ မြေပြင်ထဲကဗမာလူငယ်တွေကိုဒေသအလိုက်အသီးသီးလေ့ကျင့်ရေးပေးပြီးတော့ဗဒက်အဖြစ်မွေးဖွားပေးကာ တဆယ်နှစ်ကုန်စစ်စင်ရေးတွေမှာအသုံးချခဲ့ပါတယ်။လက်ရှိမှာလက်နက်ကိုင်အဖွဲ့လိုက်နေမီတော်တော်များများကိုဒိန်းချုပ်ထားပြီးတဲ့အတွက်နာဆာကတပ်အင်အားကိုဖက်ချွေဖို့၎င်းတို့သိမ်းထားတဲ့နေမီတွေကို မြေပြင်ထိုးစစ်မလာစေဖို့ဗရက်တွေနဲ့သဘောတူထားတဲ့ဂရိကိုအတိုင်းလက်နက်အပြည့်စုံတပ်ဆင်ပေးပြီးအညာမြေပြန့်ကိုစိတ်ဝင် ခြေကိုယူဖို့ဆောင်ရွက်လာတာ BBLA တို့တောင်အညာကိုပြန်ရောက်လာပါတယ် မန္တလေးဗရက်တွေလည်းမရယာအဆက်မှာအခြေချထားစေဖြစ်တဲ့အပြင် NUG ကလည်းသခိုင်းတိုင်းမှာမြေပြင်ရုံးဆိုင်မယ်လို့ထုတ်ပြောလာတာဟာ ပေါ့ပေါ့ဆဆမထမ်းသင့်တဲ့ကိစ္စဖြစ်ပါတယ်။နာဆာကရဲ့စီရေးအကြက်အတဲ့နဲ့တောင်ပိုင်းကြားဖြန့်ပြဿနာနောက်ွယ်အယုဘကရှမ်းမြောက်မှာကြားဖြန့်နှိမ်နီးရေးဆောင်ရွက်တဲ့အခါငွေလိန်ဂိုင်းတွေဟာတာချီလိမ့်မျိုးပဲရွှေသွားကြသလို့ UWSC နဲ့ SSPB SSA အဖွဲ့ကြားနားလည်မှုအရာတန်ရမ်းမြို့နယ်တဲကတန်လွင်မြေဘေးနားတွေကိုယာယီရွှေ့သွားခဲ့တာပါတန်ရမ်းမှာဖမ်းမိတဲ့ကြားပြန့်တွေကိုဝါကတရုတ်ဘက်လွှဲပေးတယ်ဆိုတာသူတို့ကိုယ်တိုင်မွေးထားတဲ့ကုမ္ပဏီတွေကို အခြေအနေမလှလို့ထိုးကြွေးလိုက်တဲ့သဘောပါတာချီလိုက်ကြားပြန့်တွေဟာမြန်မာအစိုးရဘက်ကဖမ်းဆီးမှုကြောင့်လာအိုနယ်ဆက်ရွှေတိကံဘက်ကိုရွှေ့သွားပါတယ် လာအိုကိုရောက်သွားတဲ့ကြားဖြန့်ကုမ္ပဏီတွေဟာလည်းတရုတ်လာအိုနှစ်နိုင်ငံပူးပေါင်းနှိမ်နင်းမှုကြောင့်ထိုင်းနိုင်ငံကလမ်းကြောင်းကတဆင်းမြောက်ရီဒေသဘက်ကိုရွှေ့သွားကြတယ်လို့သိရပါတယ်။2025နှစ်ဦးမှာတရုတ်တရုတ်ဆောင်ဝမ်ရှင်ထိုင်းဝမ်နိုင်ငံသားကကြည်တဲ့ဟက်ဆင်ယန်ပိုင် အသက်20နှစ်အရွယ်တရုတ်အမျိုးသမီးငယ်ဟုဂျီကွီးနဲ့ငွေချင်းတရုတ်မော်ရယ် ရန်စီစတဲ့တရုတ်နိုင်ငံသား celebrity တွေ social influencer တွေနဲ့တရုတ်လူငယ်တွေထိုင်းနိုင်ငံဗကြမ်းကနေမြောက်ပြည်ကို ရောက်ပြီးပျောက်ဆုံးသွားတာနှိမ့်ဆက်ညှဉ်းပန်းခံရပြီးပြန်လဲလွတ်မြောက်လာတာဆိုတဲ့ဖြစ်စဉ်တွေဟာခက်စိတ်စိတ်ဖြစ်လာပြီးသတင်းတွေလှိုင်းလှိုင်းပြန့်နှံ့လာပါတယ်။ဝေလင်ကိုင်းတွေတရားမဝင်နိုင်ငံဖြတ်ကျော်သွားလာမှုတွေမှာထိုင်းနိုင်ငံတာဝန်ရှိသူတွေပါပါဝင်ပတ်သက်နေခဲ့တဲ့အတွက် ထိုင်းနိုင်ငံအတွင်းကနေငွေပေးပြီးအလွယ်တကူသွားလာနေကြတာကြားပါပြီတရုတ်နိုင်ငံသားတွေအပြင်အခြားအိန္ဒိယသီရိလင်္ကာမလေးရှားဗီယက်နမ်ဥရောပနိုင်ငံသားတွေပါကူးလူးနေတာလဲကြားပါပြီဒီလိုချောချောမွေ့မွေ့သွားလာနေရကနေအခုမှရုတ်တရက်ဆူညံပွက်လောရိုက်သွားတာရဲ့နောက်ွယ်မှာဘာအကြောင်းတရားရှိသလဲစမ်းစစ်ဖို့လိုပါတယ်နာဆာကကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အသီးသီးဟာမြန်မာနိုင်ငံမြောက်ပိုင်းမှာ သူတို့လိုချင်တဲ့ပုံစံအတိုင်းနေမြေရသွားတဲ့အချိန်နဲ့တပြိုင်နက်တောင်ပိုင်းမှာအခုလိုဖြစ်စဉ်တွေအချိန်ငှိုက်ဖြစ်လာတာမီဒီယာအားနဲ့လွှမ်းမိုးလာတာတွေဟာသမယိုးကြဘလို့မှ မြင်လို့မရသလို တရုတ်တွေခီးထွက်လေရှိကြတဲ့တရုတ်နှစ်တည်ကူကာလနဲ့တိုက်ဆိုင်နေတာကလည်းပုံမူလူစိတ်ဝင်စားစေပါတယ်ကျွန်တော်အမြင်အရကိုကန့်ဒေတာမှာဖြစ်ခဲ့တဲ့ဇန်ညွန်အတိုင်း တောင်ပိုင်းမြဝတီဒေသမှာဇကန်းသေးရိုက်လာတဲ့သဘောပါပဲတရုတ်နိုင်ငံသားတွေကိုလိန်လေဖမ်းဆီးပြီးငွေလိန်နာတွေကိုမြန်မာအစိုးရကမရှင်းပေးဘူးဆိုတဲ့အမြင်မျိုးတရုတ်အစိုးရနဲ့တရုတ်ပြည်သူစီ နောက်တကြိမ်မက်ဆေ့ပေးတာပါအယောင်သွေးစုံတဲ့မီဒီယာတွေဖြစ်တဲ့ VOA BBC လိုမီဒီယာကြီးတွေဘလန့်အဒက်မီဒီယာတွေဖြစ်တဲ့ခစ်သစ်တို့လို ပြည်ရင်းမီဒီယာတွေအပြင် ဟောင်ကောင်တရုတ်မီဒီယာတွေလည်းအပြိုင်သတင်းလှိုင်းနဲ့ဖိလာပါတယ်ဂလိုဘယ်တိုင်းကလည်းတရုတ်တရုတ်ဆောင်ဝန်ရှင်ဖြစ်စဉ်ဇန်နဝါရီ9ရက်နောက်ပိုင်းမှာမြန်မာဘက်မှပြိမိနေတဲ့တရုတ်နိုင်ငံသား194ဦးကိုကယ်ဆယ်ပေးဖို့မိသားစုဝင်တွေက လူမှုကွန်ရက်တွေကတဆင့်အကူအညီတောင်းခံကြတယ်လို့ဖော်ပြလာပါတယ်ငွေလိန်ခိုင်းလုပ်ငန်းအပေါ်ထုတ်ပြန်ပြောဆိုကြများ မြန်မာဘက်ကတရုတ်နဲ့ပူးပေါင်းဖို့အစဉ်သင့်ဖြစ်နေပြီးကျူးလွန်သူတွေကိုအရေးယူမယ်လို့နာဆန်ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက BBC ကိုပြောပါတယ်တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကနိုင်ငံရဲ့ချမ်းမှပိတ်မိနေတဲ့တရုတ်နိုင်ငံသားတွေကိုကယ်တင်ဖို့ငွေလိမ်လုပ်ငန်းတွေကိုဖြိုခွင်းဖို့ဥပဒေအားကောင်းခိုင်မာတဲ့နိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ဇန်နဝါရီ15ရက်ကနိုင်ငံပိုင်ရုပ်သံ CCTV ကနေကြေညာပါတယ် ဟောင်ကောင်လုံခြုံရေးဘယူရိုကလည်းဟောင်ကောင်ပြည်သူ၂၈ဦးကိုကယ်ထုတ်ပေးဖို့တိုင်ကြားစာလက်ခံရရှိထားတယ်လို့ဆိုပြီးဇန်နဝါရီလပထမပတ်မှာထိုင်းကိုအလို့အဖွဲ့ဆီလွတ်ခဲ့ကြောင်း South China Morning Post ကပေါ်ပြထားပါတယ်။ထိုင်းဝန်ကြီးချုပ်ကငွေလိမ်ငန်းရဲ့ဖုံးခေါ်ဆိုမှုခံခဲ့ရကြောင်းထုတ်ပြောလာပါတယ်။ထိုင်းဒုတိယဝန်ကြီးချုပ်ကအာဆီယံနိုင်ငံတွေကိုထိုင်းနိုင်ငံကဥဆောင်ပြီးငွေလိမ်ငန်းတွေကိုတိုက်ဖြတ်သွားမယ်လို့ ၅ချိန်မြောက်အာဆီယံဒီဂျစ်တယ်ဝန်ကြီးများအစည်းအဝေးမှာပြောခဲ့ပါတယ်။ထိုင်းရဲတပ်ဖွဲ့ကလည်းတရုတ်တရုတ်ဆောင်အပြင်နောက်ထပ်တရုတ်နိုင်ငံသား၅ဦးကိုကယ်ကယ်ကြောင်းဇန်နဝါရီလ9ရက်နောက်ပိုင်းထုတ်ပြန်လာပါတယ်။အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေး Institute USIB ကပြီးခဲ့တဲ့2024ခုနှစ်အပိလန်းထုတ်အစည်းအဝေးခန်းစာမှာတော့ KGB project ကအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးအကြီးအကျယ်လိန်လယ်လှည့်ပြားနေကြောင်း BGN ဘုံမှုတင်ဝင်းကဟူအယာ project မှာ KNL တက်မှာခုနှစ်အစင်းမြင့်အရာရှိစောဂျာခင်နဲ့အတူပါဝင်ပတ်သက်နေတယ်လို့ထုတ်ပေါ်ရေးသားထားပါတယ်။ KNU ပြောရေးဆိုခွင့်ရှိသူ Bro Sotto နီးကတော့တရားဥပဒေစိုးမိုးမှုလုံးဝပြည့်ရင်နေတယ်စစ်ကောင်စီကလည်းမတိကျကျုံပြူပြီးနေတယ်သူတို့ထိန်ကုမှုအောက်မှာရှိတဲ့သူတွေပဲလေသူတို့ဘာမှမလုပ်တာလို့ပြောပါတယ်။ငွေလိန်လုပ်ငန်းတွေနဲ့ စောရောဂျာခင်ဆက်ဆက်နေကြောင်းသတင်းထွက်ခဲ့တဲ့အတွက် KNU ကအဖွဲ့ဝင်တွေရာဇဝမှုနဲ့ဆက်ဆက်တဲ့စီးပွားရေးလုပ်ငန်းတွေမှာပါဝင် လုပ်ကင်တာ မပြုလုပ်ဖို့တားမြစ်ထားတယ်လို့ကြေညာချက်ထုတ်ခဲ့မှုပါတယ်။ BGM ဘုံမူကြီးစောချစ်သူက ရွှေကိုကိုနယ်ထဲမှာစီးပွားရေးလုပ်နေတဲ့တရုတ်လုပ်ငန်းရှင်တွေကိုဇန်နဝါရီ14ရက်ကခေါ်ယူတွေ့ဆုံခဲ့ပြီး BGM နဲ့ DKBA နယ်ထဲမှာရှိနေတဲ့တရုတ်လောင်းကစားလုပ်ငန်းရှင် ငွေလိန်ဂိုင်းတွေလုံးဝမလုပ်ဖို့ခေါ်သတိပေးခဲ့ပါတယ်လို့ DKVA ဒုဗိုလ်ချုပ်ကြီးစောရွှေဝါက BBC ကိုဖြေထားပါတယ်2024ခုနှစ်အော်တိုဘာလတုန်းကလည်းရွှေကိုကူကကြားဖြန့်လုတ်ကင်သူတွေထွက်သွားဖို့ကိုတိုင်ပြောခဲ့ပါတယ်မြဝတီဒေသစီရင်တဲ့မြေပြင်အခြေအနေမြန်မာနိုင်ငံမြောက်ပိုင်းကို10နှစ်ကုန်စစ်ဆင်ရေးနဲ့မြောက်ပိုင်းမဟာမိတ်၃ဘွဲ့နဲ့ KIA ကတိုက်ခိုက်ပြီးနေမြေတွေ သုံးမိုးထိန်းချုပ်ခဲ့တာနဲ့ဟန်ချက်ညီတဲ့စစ်စင်ရေးကိုကင်းပြည်နယ်က KNU KNL KNDO နဲ့ဗရက်တွေဟာ2024ခုနှစ်ဧပြီလဝန်းကျင်တုန်းကဆောင်ရွက်ခဲ့ပါတယ်။မြဝတီမျိုးဆောင်တက်ဖြစ်တဲ့ခလာရ205ကို KNU ပူးပေါင်းတက်ကဧပြီလ17ရက်မှာသိမ်းပိုက်ခဲ့တဲ့အတွက်အမှတ်နှစ်ထိုင်းမြန်မာချစ်ကြည်ရေးဒရာအထိစုတ်ခွာခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ဘုံမူကြီးစောချစ်သူဦးစီးတဲ့ BGF ကတက်တဲ့ KNU ကြားကြားဝင်ပြီးမြဝတီကိုထိန်းချုပ်လိုက်ပါတယ်။ခန်းလိုက်ရနှစ်ခွန်ငါးကိုလည်း AB လကုံမှာတက်ကပြန်လဲထိန်းချုပ်နိုင်ခဲ့ပါတယ်။ကိုကံပြည်သူစစ်ခေါင်းဆောင်တွေတရုတ်နိုင်ငံကိုလွှဲပေးတာခံရတဲ့ဖြစ်စဉ်နမူနာရှိတဲ့အတွက် BGF ခေါင်းဆောင်စောချစ်သူကတောင်ပိုင်းမှာဖြစ်တဲ့စစ်ပွဲတွေအတွင် KNU နဲ့အစိုးရကြား ဘယ်ဘက်မှမပါဘဲကြားနေမယ်ဆိုပြီးမလဘီဂျီယက်ကနေကရင်အမျိုးသားကာကွယ်ရေးတပ်မတော်ကရင်နေရှင်နယ်အာမီလို့တက်ပြီးတော့နာမည်ပြောင်းလဲခဲ့ပါတယ်။မြဝရီကို KNA ထိန်းချုပ်လိုက်တဲ့အတွက်အခိုက်အတန့်အားဖြင့်ဒိုင်းမြန်မာကုံတရေးပြန်လဲစီးစင်းလာခဲ့ပါတယ်။လက်ရှိအချိန်မှာနောက်ခွဲကကြိုးကင်သူတွေအနေနဲ့တောင်ပိုင်းကြားဖြန့်ပြဿနာကိုတရုတ်အစိုးရမျက်နှာလွှဲမရစေရည် တရုတ်နှစ်တည်ခုပွဲတော်ကာလမှာတရုတ်ပြည်သူတွေပွဲဆိုအောင်မီဒီယာအားနဲ့တမင်လှုပ်ဆော်ဖန်တီးနေပါတယ်။တရုတ်မြန်မာအစိုးရနဲ့ KNA ဘာဆက်လှုပ်တင်လဲ။ပေကျင်းနဲ့မိုင်မောင်း2000နီးပါးအကွာမှာရှိပြီးနန်နမိတ်ထိစပ်မှုမရှိတဲ့ကင်ပြည်နယ်မြဝတီဒေသကငွေလိန်ကိုင်းပြဿနာကိုကင်တွယ်ဖို့အတွက်တရုတ်အစိုးရအတွက် legitimate ပြဿနာရှိပါတယ်။နိုင်ငံဖြတ်ကျော်မှုတွေကိုကင်တွယ်ကြတဲ့အခါမှာ နှစ်နိုင်ငံအစိုးရတွေတန်တမန်ရေးနီးနဲ့ပူးပေါင်းဆက်ဆံပြီးမှနှစ်နိုင်ငံလူသားနေရဲတပ်ဖွဲ့တွေပူးပေါင်းဖြည့်ရှင်းရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံကလည်းနေဆက်ဒေသကသူ့နိုင်ငံနယ်နိမိတ်အတွင်းမှာပဲအချုပ်ကြာအာဏာပိုင်ဆိုးဖြည့်ရှင်းနိုင်ပါတယ်။ကင်းပြည်နယ်ကငွေလိမ်ကိုင်းပြဿနာကိုတိတိယောက်ယောက်ဖြည့်ရှင်းဖို့တရုတ်မြန်မာထိုင်းအစိုးရတွေပူးပေါင်းဆောင်ရွက်မှရမှာပါ။လက်ရှိမှာမြန်မာအစိုးရရဲ့မြဝတီနယ်စပ်ဒေသအချုပ်ကြာအာဏာပိုင်ဆိုးမှုအတွေ့ KNA BGF ကို အားကိုးနေရပါတယ်။ KNA ခေါင်းဆောင်အနေနဲ့မြဝတီဒေသငွေလင်ကိုင်းကို နိုင်ငံတကာအရေးဖြစ်အောင် မီဒီယာအားဇက်ညွန်းဇက်ွက်အဆုံခင်းလာတဲ့ပြဿနာကို တရုတ်မြန်မာထိုင်းအစိုးရတွေနဲ့ပူးပေါင်းပြီးရှင်လဲလျှောက်တာပြားလဲဆွဲတာဖြစ်အောင်ပါပါနဲ့နဲ့ဖြည့်ရှင်းပေးဖို့လိုပါတယ်မြန်မာအစိုးရဘက်ကတော့ဒီပြဿနာအပေါ် တန်တမာရေးဤသုံးပြီးတော့ပေကျင်းအစိုးရနဲ့အမြင့်ဆုံးဆက်လက်ပူးပေါင်းဆောင်ရွက်သွားပြီးရှင်းဆွဲချစ်ကြည်ရေးကိုထိမ့်သိမ်းထားနိုင်မှကြံစည်ပြိပက္ခတွေကိုကင်တွယ်နိုင်ပါလိမ့်မယ်။လုံးဝဖြစ်လို့မရတာကတော့ကိုကန့်ခေါင်းဆောင်တွေကိုဖျက်ဆီးပါဝါလေယာဉ်နဲ့ဖြစ်အောင်ဖန်တီးပြီး MNDAA ကိုဝန်ခိုင်းတဲ့ပုံစံမျိုး KNA DKBA ကိုဖျက်ပြီး KNU နေရာဝင်ယူမဲ့ဇညွန်းပါ ပေကျင်းအစိုးရဘက်အမြက်သတိရှိဖို့လိုတာကမြန်မာနိုင်ငံဒေသအသီးသီးမှာလက်နက်ကင်အဖွဲ့စုံအချင်းချင်းရန်ဆောင်ပြီးစစ်မီးတောက်ရမှတဆင်တရုတ် BRI CMEC ဖျက်ဖို့အကွက်ဆုံးခင်းနေတယ်ဆိုတာကိုပါအဲဒါကြောင့်နောက်ကွယ်ကဇညွန်းတွေကို အမြက်သတိထားစောင့်ကြည့်ပြီး နေပြည်တော်နဲ့ဆက်ဆံရေးခိုင်မြဲအောင်ထိမ့်သိမ်းထားခြင်းဖြင့်မိမိတို့အနာဂတ်မျှော်မှန်းချက်တွေကိုရိုက်ချိုးဖျက်ဆီးမဲ့ လက်မဲတွေရဲ့အန္တရာယ်ကို အကောင်းဆုံးကင်တွယ်ဖို့လိုအပ်ပါကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့အထူးပဲမေတ္တာရက်ခံပန်ကြားအပ်ပါတယ်မိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဝင်ရောက်ရေးသားအကြံပြုနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ 今朝没看忙吧？